ိုမှာတော့ကိုလင်းလင်းရဲ့ရောင်ရင်းတချင်းလေးကိုပေါ့နော်ကျွန်တော်ဒီလိုလေးလုပ်ပြီးဖြစ်ပါတယ်အဲ့ဒီဆိုလိုလေးကဘာပဲပြောပြောတီးရတဲ့အချိန်တော့တော်တော်လေးအဆင်ပြေပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့လူကြားထဲမှာကောက်ပြီးတော့အက်တီလုံးလေးတီးလိုက်တယ်ဆိုရင်တော့မှနည်းနည်းလူချိန်တွေထဲမှာပါတယ်ပေါ့နော်အက်တီလုံးလေးကအားကြောင့်မလို့လွယ်လဲလွယ်လဲလေးပဲပေါ့နော်ပြီးတော့အားလုံးနဲ့လိုက်တီးလို့အဆင်ပြေနိုင်တဲ့တီးလုံးလေးပေါ့နော်လွယ်လွယ်လေးပါပဲအဲ့ဒီတီးလုံးလေးကိုကျွန်တော်ဂျူတိုရီယယ်လုပ်ပြပါမယ်အရင်ဆုံးဒီ6ကျိုးကိုပေါ့နော်ဒီ၄ကျိုးတန်းနဲ့ညီအောင် draw ဒီချက်ထားပါမယ် ခြောက်ကျိုးကိုရှော့ထားမှာပေါ့ပြီးတော့အစားဘလူလေးလာလဲဆိုတော့သူအရင်ဆုံးကျွန်တော်တို့ဒီခြောက်ကျိုးလွှတ်ကျိုးတံကိုတစ်ချက်တီးတိုက်ပေါ့နော်ပြီးတော့ဒီခြောက်ကျိုးကို၄ခွက်ကနေပြီးတော့9ခွက်အထိကိုစလိုက်ဆွဲမယ်ပြီးအဲ့လိုစလိုက်ဆွဲပြီးတော့နှစ်ချက်ထပ်တီးမယ်ဒီ9ခွက်မှာပေါ့နော်ခြောက်ကျိုး9ခွက်မှာပြီးရင်ကျွန်တော်တို့ဒီခြောက်ကျိုး9ခွက်ကိုပြန်သွားမယ်ပြီးရင်ခြောက်ကျိုး၄ခွက်ကိုပြန်တီးမယ် ပြီးရင်6ကျိုးလွှတ်ကျိုးပါအဲအဲ့ဒီပုံစံလေးပါပေါ့နော်အဲ့ဒီတိုင်းလေးပါပဲအဲအဲ့ဒီပုံစံလေးပါပေါ့နော်အစာပိုင်းကသူ base ကျိုးအတန်လေးပါနော်ဒီကမှာဒီကြိုးရိုက်ချက်အတန်လေးကိုထည့်ရင်လည်းထည့်ပါတော့ကိုထည့်ခြင်းလည်းရတယ်မထည့်ခြင်းလည်းရတယ်ဒါတော့ကိုယ်စတိုင်နဲ့ကိုတည်တာပေါ့နော် သူ့ငွေနဲ့မှဂျိုက်တယ်မပါလို့ကိုထဲမတည်ချင်ဘူးဆိုလို့ရှင်လည်းရတယ်ဒါပေမဲ့ကိုနည်းနည်းလေးဂျားထဲမှာကိုတောင်ကိုထွင်းပြီးတော့ဂျိုက်တန်လေးထည့်ချင်ရင်လည်းထည့်လို့ရတယ်ပေါ့နော်ကွာကြားထဲမှာရိုက်တန်လေးထည့်ပြီးတီးလိုက်ရတယ်။ဒီပုံစံလေးတီးလိုက်ရတယ်ပေါ့နော်။ပြီးတော့နောက်တစ်ပိုင်းကျတော့ ီပိုင်းလေးကြာသူလော်လော်လေးပါပဲဒီ D အပွက်ကိုကန်လိုက်ပေါ့နော် chord D ကိုကန်လိုက်မယ်ပြီးရခါမှာဒီလက်တန်းလေးနဲ့ဒီတကြိုးကိုသုံးခွက်မှာကစားမယ်ပေါ့နော်ကတော့ကတော့ဒီမီနဲ့ဖာနဲ့ဝင်ကြပါတော့เนาะဒီသူတချင်းရဲ့ကီးကတော့ဒီကီးပေါ့เนาะအဲဒီကီးရဲ့သူရဲ့မီနဲ့ဖာနဲ့ကိုယူတာပါ ဲ့ဒီအဲ့ဒီအတန်လေးကိုယူတာပါဒီမီမီမီဖာမီ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 ဖာမီအဲ့အဲ့မီနဲ့ဖာအတန်လေးကိုယူတာပါအဲ့ဒါလေးကိုတီးတဲ့ခါမှာကျွန်တော်တို့ဒီခေါ်လေးကိုကိုင်းလိုက်မယ်ဒီခေါ်ကိုကိုင်းပြီးတဲ့ခါမှာကျွန်တော်တို့ကဒီလက်တန်းလေးနဲ့ဒီသုံးခွက်မှာတကြိုးလေးကိုကစားပြီးတီးတာပါမီမီဖာမီ ီးတဲ့ခါကျတော့နောက်တစ်ပိုင်းကျတော့ကျွန်တော်ဒီဒီဒီ14ခွက်ပေါ့နော်14ခွက်နဲ့15ခွက်ပေါ့နော်နောက်တစ်ပိုင်းကျတော့14ခွက်မှာကျွန်တော်ဒီခေါ်အတိုင်းပဲခိုင်မယ်နောက်ဒီ14ခွက်မှာဒီ3ကျိုးနဲ့1ကျိုးနဲ့ကိုလက်ညှိုးနဲ့လက်ခလဲနဲ့ဖြိမယ်ပြီးတဲ့ခါမှာဒီ2ကျိုးကို15ခွက်မှာဖြိမယ်ဒီပုံစံလေးပေါ့နော်ခုနကအတိုင်းပဲဒီ15ခွက်မှာလက်တန်းလေးနဲ့ကစားမယ် ူလည်းခုနကပုံနဲ့တိုင်းပဲ audit တစင်းညှင့်ပြီးတော့တီးသွားတာပေါ့နော်မီမီမီဖာမီ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 ဖာမီမီအဲအဲ့ဒီပုံနဲ့ပြီးရခါမှာခုနကဒီခေါ်လေးကိုပြန်သွားမယ်ဒါလေးပါပဲပေါ့နော်လွယ်လေးပါပဲအဲအားလုံးပဲလိုက်ကြည့်လို့အဆင်ပြေတော့မယ်လို့ထင်ပါတယ်ပေါ့နော်လွယ်လေးပါပဲ နောက် YouTube channel မှာလည်းဒီလို guitar lesson လေးတွေကိုအများနဲ့တင်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်လို like subscribe လုပ်ခဲ့ဖို့တောင်းဆိုပါရစေ။အားလုံးနောက်တစ်ဗီဒီယိုမှာပြန်လည်ဆုံးဖြတ်ကြပါမယ်။